တန်ခါးတွေကိုဆုံးလောက်နိုင်ဆုံးလောက်နိုင်ထားတဲ့နဲ့စိတ်ဓာတ်တစ်ခုဘုန်းကြီးတို့တွေတတိထားဖို့တော့ဒါနကောင်းမှုလှုပ်တိုင်းလှုပ်တိုင်းမြတ်စွာဘုရားသခင်ကိုရမြကဝေလာမတုတ်တံမဝေလာမဒီတုတ်တံကိုဟောတဲ့အခါမှာပေါ့လေဝေလာမတုတ်တံကြီးကိုဘုသူ့ဟောတာလို့ဆိုအနာရဘိန်ကိုဟောတာအနာရဘိန်တထေကတောတဗံပုဂ္ဂိုလ်ကြီးဖြစ်နေအဲ့ဒီအနာရဘိန်တထေကိုဟောတဲ့တရား သောတပန်ပြီမယ်လို့မြတ်စွာဘုရားလိုအပ်လို့ဟောတယ်ဆိုတာတတိထားဖို့လိုတယ်မြတ်စွာဘုရားကကိုလှူတဲ့အလှူဒါနအလှူဝတ္ထုကကောင်းသည်ဖြစ်စေညံ့သည်ဖြစ်စေဒါအဓိကမဟုတ်ဘူးတဲ့နဲတာနဲ့များတာဒီနှစ်ခုကလည်းအဓိကမဟုတ်ဘူးတဲ့အဓိကဖြစ်ပုံလေးကိုမြတ်စွာဘုရားပြောတယ်ဘာတော့ဆိုရင် လူတိုင်းလူတိုင်းဟာတက္ကစ္ဆန်ဒါနာဒေတိတလေးတစားလှူဖို့လိုအပ်တယ်တရားကိုလှုပ်တဲ့အလုပ်ကိုလှုပ်တဲ့အလုပ်ပေါ်ကိုလေးလေးစားစားလှုပ်တဲ့ဆိုအထိပ္ပာယ်ပြောတာနော်တက္ကစ္ဆာကိုတတိန်ကတ္တဝါလို့ဖွင့်တယ်ဆိုရင် mindful ပေါ့ကိုလှုပ်တဲ့အလုပ်ကိုစိတ်အားကုန်စိုက်ပြီးတတိအမတ်တရားလှုပ်တဲ့ဟာမျိုးလို့အောင်အမတ်တမဲ့ကလေးတွေမလုံးနဲ့လို့ဒီလိုပြောတာနော်တလေးတစားလှုပ်တဲ့ဆိုအထိပ္ပာယ်ရ တလေးတစားလုပ်တယ်ပြင်းပြင်းဆင်ဆင်လုပ်တယ်တန်တန်ပြန်ပြန်ဖြစ်အောင်လုပ်တယ်ကြိုးစားပြီးတော့လုပ်တယ်ဒီအလေးနဲ့ထားပြီးလုပ်တယ်လို့ဒီလိုဆိုလို့တာပဝတ္တနာမဟုတ်ဘူးပေါ့စိတ်ဓာတ်ကိုပြောတာနော်စိတ်ဓာတ်ဆိုင်ရာဟာတက္ကိစဖြစ်ပေါ်လို့ဒါတစ်ချက်ဒါကိုကိုကိုပြင်နောက်တစ်ခုကဘာလို့ဆိုရင်စိတ်တိကတ္တဝါတဏ္ဍိတိအလူလူကြီးဆိုလို့ရှိရင် စိတ်တိကတ္တဝါဆိုကိုယ်စိတ်ထဲမှာပူဇော်လိုတဲ့စိတ်ချင်းမြောက်လိုတဲ့စိတ်ဝန္တာချင်းနူးတဲ့စိတ်တွေဖြစ်ပွားစေပြီးတော့မှလှူရမယ်ဒါမျိုးပူဇော်လိုတဲ့စိတ်ဆိုအခုတန်ဃာတွေကိုဆွမ်းလောင်းတယ်ဆိုတာတန်ဃာတွေကျင့်နေတဲ့သီလသမားတွေကို ပူဇော်တာဟောတာလည်းပူဇော်တာပဲဒီတန်ဃာတွေကဆက်နွယ်ပြီးတော့ဘုရားလက်ထက်ကအရိယတန်ဃာတွေထိအောင်ရည်စူးပြီးတော့ပူဇော်လို့လည်းရတယ်ဟောနောက်တစ်ခုက တန်ဃာတွေကြက်မှတ်တင်ယူနေကြတဲ့ပရိယတ်တိစာပေတွေကိုပူဇော်တယ်။တန်ဃာကနေပြီးတော့ဓမ္မကိုပူဇော်တဲ့အစဉ်ရောက်။အဲ့ဒီကနေပြီးအာယုပြုလိုက်ဒီတရားတွေဘယ်သူဟောတာလဲဆိုဘုရားဟောတာ။ဩတရားရဲ့ပိုင်ရှင်ဖြစ်တဲ့မြတ်စွာဘုရားကိုလည်းသူပူဇော်တယ်။တန်ဃာကိုတင်စိတ်ကရမထားပဲနဲ့တန်ဃာတန်ဃာရဲ့တဏ္ဍာမှာရှိတဲ့တရားတရားကိုဟောကြတဲ့ဘုရားဆိုဟော။ ယရဏတော်မှာပူဆောင်တာဖြစ်သွားဒါကအဲ့ဒီလိုစိတ်မထားလို့ရှင်မရဘူးเนาะစိတ်ထားရမှာပြောပြကိုယ့်ရဲ့စိတ်ဓာတ်ဥတီချက်ဒီတိုင်းရှိရလူတိုင်းလူတိုင်းဟာတဏ္ဍာကနေပြီးတော့တဏ္ဍာကိုကြီးမှန်းရဲ့ကနေပြီးတော့တဏ္ဍာတွေရဲ့တဏ္ဍာမှာရှိတဲ့တရားတရားကိုဟောကြားတဲ့ဖရာဆိုလို့ရှင်ဟောယရဏတော်မှာပူဆောင်ပြီးသားကိစ္စပြီးတော့ အဲ့တော့ဘုရားလည်းပူဇော်တယ်တရားလည်းပူဇော်တယ်သံဃာလည်းပူဇော်တယ်ဆိုတော့ကိုယ်အလှူဒါနတာမန်အလှူလို့ပြောလို့မရတော့ဘူးပေါ့လောက်တက်လို့ရှိရင်ပူရလောကမှာစိုက်ပျိုးရေးလုပ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်စီးပွားရေးအယောင်ဝယ်လုပ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောက်တက်သူနဲ့မလောက်တက်သူနှိုင်းရှင်ပြီးကြီးလိုက်မယ်ဆိုရင်လောက်တက်သူကပူအောင်မြင်တယ် ဒါကိုစည်းဝါးရေးဆိုလို့ရှိရင်ဤပညာရှိတဲ့ပုဂ္ဂိုလ်လှုပ်တတ်တဲ့ပုဂ္ဂိုလ်တွေကပါတယ်လေမလှုပ်တတ်တဲ့ပုဂ္ဂိုလ်တွေကနောက်တန်းရောက်နေတာတို့လိုဖြစ်တာတော့ကုသိုလ်ကောင်းမှုလည်းပဲဒီတိုင်းပဲတတိထားငါကတသိန်းထဲတယ်ဆိုပြီးတော့ရှေ့တန်းရောက်လို့မရဘူးရှေ့တန်းရောက်ချင်အခုပြောတဲ့တက္ကိစ္ဆန်ဒါနံဒိဋ္ဌိစိတ္တိကတ္တဝါဒါနံဒိဋ္ဌိဆိုရယ်ကိုယ်စိတ်ကိုပြင်းပြင်းစင်စင်လုံးဝရှေ့တန်းရောက်ပါ အတုဝတ္ထုများများထည့်ဦးနဲ့ရှေ့တန်းမရောက်ဘူးတဲ့နော်အေးဒါကြောင့်မလို့အလုဝတ္ထုလည်းများများထည့်တယ်စိတ်ဓာတ်လည်းပြင်တယ်ဆိုရင်တော့ထိတ်တန်းပေါ့နော်ခုပြောနေကြတဲ့ top တင်းနဲ့ပါသွားမှာပေါ့နော်အဲ့တော့အဲ့လိုဘယ်ရာပဲဖြစ်ဖြစ်စိတ်ဓာတ်အမှန်တမ်းမှအရေးကြီးတယ်စိတ်ကိုပြင်ဆင်အောင်အဲ့ဒါလိုပြင်ဆင်ဖို့အတွက် ဘုန်းကြီးတို့ဒီကုသိုလ်စိတ်ဖြစ်ဖို့ရာအတွက်အချက်၄ချက်လိုအပ်တယ်ချက်၄ချက်နဲ့ကိုယ့်ကိုယ်ကုသိုလ်စိတ်ဖြစ်အောင်လှုံ့ဆော်ပေးထား၄ချက်ပေးထားအဲ့ဒါကအထာတာလေးနေ့ထက်ကရာမှာကုသိုလ်စိတ်ဖြစ်တဲ့အခါမှာဘာကြောင့်ကုသိုလ်စိတ်ကဖြစ်ကြရတယ်လဲဆိုဒီအချက်၄ချက်နဲ့ကိုယ့်ကိုယ်လေ့ကျင့်ထားတာเนาะ